ဒီကနေ့1386ခုနှစ်တပေါ်တပေါင်းလာပြီကျော်တရက်2025မတ်လ14ရက်နေ့နာနေပိုင်းချိန်ခါစွမ်းတရားကြီးဥက္ကမောင်ကြီးစွမ်းတရားမကြီးတော်ညူညူစံမိသားစုအပေါင်းတို့ကနိုင်ငံတော်ပြည်ရည်သာသနာတက္ကသိုလ်နဲ့တရင်သုံးတော်မူကြသော ဖရာမူဇာတန်ဃာတော်ရှင်သူမြတ်တို့အားနေစွန်းဆက်ကလူတန်းချင်းကုသိုလ်တော်မင်္ဂလာဒီကနေ့ဆောင်ရွက်ပြုလို့အားထုတ်ကြတာဖြစ်ပါတယ်ဒီကုသိုလ်ပွဲမှာဘုန်းကြီးကတခိဏဝိပင်္ဂသုတ်တံမှာထကရာဆရာတော်ပြောတဲ့စကားရကလေးကိုခြေခံပြီးတော့မှတရားတစ်ပုဒ်ဟောကြားနာကြားရအောင်နော်တခိဏဝိပင်္ဂသုတ်အဖွင့်မှာထကရာဆရာတော်ကြီးက ဂိမ့်ပနသမ္မာတံဗုဒ္ဓေနတာရိပုတ္တထေရတဒါနံမဟာဖလံဥဒါဟုတာရိပုတ္တထေရီနသမ္မာတံဗုဒ္ဓတဒေနံမဟာဖလံမိဂုံလေးထုတ်လိုက်တယ်နော်မြတ်မလူပြောရင်ဖရာကအရှင်သာရိပုတ္တရာကိုလှူတာက ပိုအကျိုးကြီးသလားနော်အရှင်သာရိပုတ္တရာကဘုရားရှင်ကိုရမင်းကြီးကိုလူတာကပိုအကျိုးကြီးသလားလို့ဒီမေးခွန်းထုတ်တာအဲ့တော့ဘုန်းကြီးတို့တွေတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့တွေကဘုရားနဲ့အရှင်သာရိပုတ္တရာဉာဏ်ပညာပိုင်းဆိုင်ရာမှာဘုရားပြီးရင်အရှင်သာရိပုတ္တရာကဉာဏ်ပညာထက်မြက်ဆုံးဣတရေယပုဂ္ဂိုလ်မဟုတ်လားအဲ့တော့ပညာညာအရာမှာ ကြီးမားကြတဲ့ပုဂ္ဂိုလ်နှစ်ဦးလို့ဆိုကြပါစို့ဘုရားကပို့ပြီးတော့ဘုရားကိုတော့မိတဲ့ညာရှိလားမရှိဘူးသို့တော့ဘုရားပြီးရင်ရှင်သာရိပုတ္တရာအဲ့ဒီလိုဟုတ်လားအဲ့ဒီတော့ဉာဏ်ပညာကြီးမားတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကဟောသူ့အောင်မှာဉာဏ်ပညာကြီးမားတဲ့ရှင်သာရိပုတ္တရာကိုလှူတာကပိုအကျိုးကြီးသလားအရှင်သာရိပုတ္တရာကဘုရားရှင်ကိုလှူတာကပိုအကျိုးကြီးသလားလို့ကဲဘုန်းကြီးတို့ ပရိသတ်ကိုမေကွန်းထုတ်ကြည့်မယ်ဆိုရင်ပရိသတ်ရဲ့အဖြေဘယ်လိုထွက်လဲဟုတ်တယ်ကဲကျန်တဲ့ပရိသတ်ကဘယ်လိုဖြေမလို့ဆိုရင်ဩလို့ထို့တာမန်ဆိုရင်အလူကံကိုမကြည့်တတ်ကြဘူးလားကြည့်တာပေါ့အလူကံမြတ်တာကသာဓုအရှင်သာဓုဗုဒ္ဓရာနဲ့ဖရာနဲ့အလူကံမြတ်တဲ့ဘက်ကကြည့်ရင်ဘသူကဖရာပူတာနော်သို့တော်ဒီနေ့မှာ ထကရာဆရာတော်ကြီးကဖះကအရှင်သာရိပုတ္တရာကိုလှူတာကပို့ပြီးတော့အကျိုးကြီးတယ်တဲ့ဟုတ်လားတမ္မာတမ္ဗုဒ္ဓေနသာရိပုတ္တထေရတာဒါနမဟာဖလံဖြေလိုက်တယ်အဲ့တော့ဘုန်းကြီးတို့တွေတရားနာပရိသတ်ပေါင်းတော်ကောင်းတို့တွေကဒါကိုလောကသဘောတရားလေးတွေနဲ့နည်းနည်းချင်းကြည့်ရမှာပေါ့ညာမိတဲ့လောက်တွေးကြည့်ရမှာပေါ့ နော်ထာဂရဆရာတော်တော့အကြောင်းပြထားတယ်။တမ္မာတမ္ဗုဒ္ဓံဟိနော်ထပိတဝါအင်ညောဒါနတဝိပါကံဇာနိတုံတမထောနာမနတ္ထိဖြည့်ပေးတယ်သူကဖះရှင်ကိုထားချမ်းထားလိုက်တဲ့ကြံတဲ့ပုဂ္ဂိုလ်များဟာဒါနရဲ့အကျိုးတရားကိုဖះရှင်လောက်ဘယ်သူမှမတည်ဘူးဟော ုရားကိုလှူတာဘုရားကအရှင်သာရိပုတ္တရာကိုလှူတာပိုးကျူးကြီးတယ်ဆိုတာကဘာကိုသိလို့တော့ဘုရားအကျိုးကိုသိလို့ဟုတ်လားအဲအထာကရဆရာတော်ဖြည့်လိုက်တယ်အကျိုးကိုသိလို့တဲ့ဒါဖြင့်ဘုန်းကြီးတို့လူတွေတရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့လောကစီဝိုင်းနေပဲလဲနားလေတော့သွားကြည့်အောင်ယင်းနိမြုံနံယင်းနိမြုံနံပြုကြတဲ့အခါမှာကိုယင်းနိမြုံနံလိုက်တဲ့ယင်းနိမြုံနံမူဟာ တကယ်ကိုပဲအကျိုးတရားပေါ်ရမှာလို့တိတဲ့ပုဂ္ဂိုလ်ရဲ့ယင်းနှမြုံနံဘုံနဲ့အကျိုးမြတ်တရားတဲ့ပုဂ္ဂိုလ်ရဲ့ယင်းနှမြုံနံဘုံနှစ်ခုတူမတူအကျိုးကိုတရားပေါ်တိတဲ့ပုဂ္ဂိုလ်ကယင်းနှမြုံနံတဲ့နေရာမှာရဲတင်းတင်းဟုတ်လားစိတ်ချလက်ချလှုပ်တယ်ဘာလို့တော့ဒါအကျိုးကြီးတယ်ဆိုတော့တရားပေါ်တိတယ်ဆောက်လို့ရေလုံငန်းမဲ့ထားပါတော့ဟုတ်လား န်ထရိုက်လုပ်ငန်းနေထားပါတော့ကိုလုပ်တဲ့ကန်ထရိုက်လုပ်ငန်းကတကယ်ကိုအကျိုးကြီးမယ်လို့ထေချာပါလေအကျိုးမြတ်ရမယ်လို့သိကြတဲ့ပုဂ္ဂိုလ်များကရှင်နည်းမျိုးနာမှုခွင့်နဲ့တော့လှုပ်တာပေါ့လောကလှုပ်နေကြတာတွေရှိတယ်ဟုတ်လားဖျားရှင်ကအဲ့လိုလေဒီဒါနကိုရဲရဲတင်တင်ပြုဘာလို့တော့အကျိုးကိုသိလို့ကဲနိစ္စသောဘုရားရှင်ရဲ့ရှင်နည်းမျိုးနာမှုကို ုန်းကြီးတို့နားလေတော့ပြောကြည့်ဝေသန္တရာဇတ်တော်မှာဘယ်နဲ့တော့သားတော်နဲ့သမီးတော်မလူဘူးလားရဲတင်းတင်းပြပြသားသားကိုလူတာဘာမြင်လို့တော့လို့မေးရင်အကျိုးကိုမြင်လို့တေချာပေါ့မြင်လို့ဒီသားနဲ့သမီးဆိုတာကိုလောကတဘာဝနဲ့ကြည့်ရင်ဘယ်စွန့်လွတ်မှာလဲဗျာဟုတ်လားမိဘတိုင်းဘယ်စွန့်လွတ်ချင်မှာလဲဟုတ်လားဖျားရှင်ငါကော ဆွန့်လွတ်ခြင်းလို့ကိုဆွန့်လွတ်လိုက်တာလားအကျိုးကိုမြင်လို့ဆွန့်လွတ်တာလားအဲ့ဒါပဲဗျအဲ့ဒီလိုကြည်ညိုရတာနော်အဲ့ဒီလိုကြည်ညိုရတာတပိညုတဉာဏ်ကြီးရဖို့အတွက်ဒီဆွန့်လွတ်မှုဟာရှိကိုရှိရမယ်လို့ဖះကဖះလောင်းပေါ့နော်ပါရမီဉာဏ်နဲ့သိတယ်အသိတန်ត្រာက10လုံးပါရမီဘယ်နှပါတော့10ပါဟုတ်လားဒီအလုပ်ဒီလုပ်ကိုလိုရမယ် ဘာလို့တော့ဟိုဘက်ကတပိညုတဉာဏ်ရဖို့ဒါပြင်တပိညုတဉာဏ်ရကျင်တာကခုနကလောကစီပွားရေးနဲ့ကြည့်လို့ရှိရင်တပိညုတဉာဏ်ဘာလို့ရကျင်တာရုံးလို့မေးရင်ဘုရားရှင်ဉာဏ်တပိညုတဉာဏ်တော်ကြီးကိုရကျင်တာကသူ့တဘာတဲ့အကျိုးအတွက်လားတဘာတွေအတွက်လားလို့တစ်ချက်ချင်းကြည့်အောင်ဉာဏ်မီလောက်စဉ်းစားကြည့်အောင်ဘုရားရှင်တပိညုတဉာဏ်တော်ကြီးကိုရကျင်တာသည်သူတဘာတဲ့အကျိုးအတွက်လား တတဝါဒီအာလုံးအတွေ့လာလို့မင်းရင်တတဝါအာလုံးအတွေ့ထီအောင်ရောက်သွားတာဟုတ်လားဘုန်းကြီးတို့စာပေမှာကတကယ်လို့သာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာသူတစ်ပါးရဲ့အကျိုးအတွေ့ဆိုရင်သူတစ်ပါးရဲ့နိဗ္ဗာန်ရဖို့အကျိုးအတွေ့ဆိုရင်ဒီပင်ကရာဘုရားရှင်လက်ထက်ကလေးကရှားနိုင်နေတဲ့ဟုတ်လားသူတစ်ပါးရဲ့အတွေ့ဆိုရင်အဲ့ဒီတော့ကဘုရားရှင်ထာမတရားနာလိုက်ရင် ဟုတ်လားဒီမင်္ဂလာဘုရားထံမှာတရားနာရင်ရကိုရတယ်ညာကအဲ့ဒီချိန်ကတည်းမညာဘုံညာရဖို့ညာကအဲ့ဒီတုန်းကတည်းရင့်ကျက်ပြီးသားသဗ္ဗညုတ္တညာကိုပြောတာမဟုတ်ဘူးเนาะတာမန်ဖြစ်တဲ့မညာဘုံညာအတွက်ကပြည့်စုံပြီးသားသို့တော်သူရဲ့ရည်မှန်းချက်ကဘာရောဒီညာလောက်နဲ့မဟုတ်ဘူးအရတ္တမသဗ္ဗညုတ္တညာအထိမှန်တာအဲ့မှန်းချက်ကလည်းပဲ သရဝါတွေကိုကဲတင်ဖို့အတွက်မှန်တာလို့ကြည်ရချက်ထားတာလို့ဒီတိနော်အဲ့ဒီရွယ်ချက်ကြီးအောင်မြင်မှုအတွက်ဒီအလုပ်ကိုလုပ်ရင်တေချာဘောရမယ်ဆိုတာသိတဲ့အတွက်ကြောင့်လည်းပဲတန်တရာမှာအဲ့ဒီအလုပ်တွေလုပ်ခဲ့တာအသွေးသားတွေလည်းပဲမလူလားလူတာပဲကိုကိုရခန္ဓာကိုအသွေးသားတွေလည်းလူတာပဲမျက်စိလည်းလူတာပဲဟုတ်လားလူစရာရှိတာကိုလူတယ် ပါရမီ7ပါးအကုန်လုံးပြောကြပါစို့ခြုံပြောကြပါစို့ဘုန်းကြီးတို့အခုပြောနေတာကဒါနဥတေပြောလို့တာကိုနော်သီလဟာလာခန္ဒီမေတ္တာညာကြီးမို့လား7ပါးအဲ့ဒါဒီအားလုံးကိုသူချင်းချင်းမထားဘဲနဲ့ကိုပါလို့တာတော့ဖြည့်တာဒါဖြည့်ရင်ဒီတပ်ပိညုတန်ညာရမယ်ဒီတပ်ပိညုတန်ညာရရင်ကဲတင်နိုင်တဲ့တော်ရီကိုကဲတင်ခွင့်ရမယ်လို့အဲ့ဒီအထီး စိတ်ချလက်ချပါတော့မြင်ပြီသားလို့အကျိုးရလတ်ကိုတည်ပြီသားဖြစ်လို့တည်ပြီသားဆိုတာကတပ်ပညုတ်နဲ့ဉာဏ်နဲ့တော့သိတာမဟုတ်ဘူးเนาะဘာဉာဏ်နဲ့သိတယ်လို့ပြောမှာပါရမီဉာဏ်နဲ့သိတာဒါကြောင့်ရဲရဲဝုံဝုံလောက်တယ်လို့ဟောเนาะဒါကြောင့်ဘုရားကအရှင်သာရိပုတ္တရာကိုလှူတာနဲ့အရှင်သာရိပုတ္တရာကဘုရားကိုလှူတာဘာကအကျိုးကိုကြီးတယ်လို့ပြောရင် ဖះကလူတာကအကျိုးကြည့်တယ်လို့ပြောတာဟာအကျိုးရက်လက်ကိုသိချာဖို့သိခြင်းမသိခြင်းလို့တလူခွဲရတာရှင်သာရိပုတ္တရာရဲ့ဉာဏ်သည်ဖះဉာဏ်မမီတဲ့အတွက်ကြောင့်ဖះလောက်အကျိုးရက်လက်ကိုမြင်မှာမလားမမြင်ဘူးပေါ့ဒါကြောင့်ရှင်သာရိပုတ္တရာကလှူတဲ့အခါမှာတန်တရားဖြစ်ကောင်းဖြစ်မယ်ပေါ့ဟုတ်လားလှူတာလှူရတာစိတ်ထဲမှာကြည်ကြည်လင်လင်ဖြစ်ခြင်းမှာဖြစ်မယ်ပေါ့ နော်ဒါတို့ဘုန်းကြီးတို့ဒါညံမိတလို့တွေးကြည့်ရတာဟုတ်လားတခါကြီးအေးဒါကြောင့်မလို့ဘုန်းကြီးတို့တွေတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့တွေပုထုဇဉ်သဘာဝတနည်းအားဖြင့်ပြောရင်ပါရမီနုသူတွေရဲ့သဘာဝကတော့ခြူတဲ့အခါမှာလည်းပဲပြက်ပြက်သားသားလှူနိုင်တဲ့အခါရှိသလိုမပြတ်မသားခြူလဲရတာတွေကိုမရှိဘူးလားဘာလို့တော့ရလက်ကမှကိုတိတိချာချာမသိပဲဟုတ်ဗျာ ဟုတ်လားရတ်လတ်ကိုဘုရားရှင်ကတော့အလောင်းတော်ဘုရားတွေကတည်တည်ချာချာတိတယ်တိတဲ့အတွက်ကြောင့်လဲလှူတဲ့နေရာမှာပြပြသာသာလှူတယ်ရဲရဲဝုံဝုံလှူတယ်ရဲရဲရင်ရင်လှူတယ်ဘုန်းကြီးတို့တွေတရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့တွေကတော့အဲ့ဒီလောက်ပါရမီညံမရင်တန်တဲ့အတွက်ကြောင့်လှူပြီဆိုတဲ့အခါမှာဘယ်နဲ့တော့ကိုယ့်ရဲ့တရားတရားကိုလည်းမလုံးစော်ရဘူးလား လုံးစော်ပြရတယ်လုံးစော်နိုင်ဖို့အတွက်လည်းပဲတရားဒေသနာတွေမနာရဘူးလားဩအဲ့ဒီတရားဒေသနာတော်တွေနာတဲ့အတိညာဏ်နဲ့သရတရားဖုံဖြောအောင်ကြိုးစားပြရတယ်ဟုတ်လားလူတဲ့နေရာမှာဘုန်းကြီးတို့တရားဓမ္မဂတိကာတွေဟောလီဟောတာရှိတာဗာရတုံစေတနာသုံးတန်ပြဋ္ဌာန်းလူမလူခင်လဲဝမ်းမြောက်လူနေစေလဲဝမ်းမြောက်လူပြီးတော့လဲဝမ်းမြောက်လို့ တွန့်တူမှုကိုဖယ်ရှားနိုင်တဲ့စေတနာသုံးဓာတ်ကိုပိုင်ပိုင်နိုင်နိုင်ယူလို့ဓမ္မဂရိကာကြီးကမပြောဘူးလားဟောတာအဲ့ဒါပဲအဲ့ဒီထဲမှာတခုခုကတွန့်တူသွားရင်ဘာဖြစ်နိုင်လို့ရောလို့ဆိုတော့အကျိုးပေးကြတော့အာနေသွားတာစေနာသုံးဓာတ်ကဖြူစင်းနေရင်ပြတ်သားနေရင်အကျိုးပေးတဲ့အခါလဲအာကောင်းတာဒါကဘုန်းကြီးတို့ကဘာလို့တည်တာတော့ဆိုတော့ဘုရားရှင်ဟောတော်မူခဲ့တဲ့တရားတွေကို လေလာခွင့်နာယူခွင့်ဟဲ့လားရလို့မလို့ဒီအသည့်တွေဝင်လာတာဒီအသည့်ရဲ့ဥဆောင်မှုနဲ့ဘုန်းကြီးတို့တွေတရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့တွေကဒါနာလည်းပဲပြုနေကြတာမဟုတ်လားအေးကိုကဘုသူတ္တအာကောင်းရင်ကောင်းသလားဒါနာပြုတဲ့နေရာမှာလည်းပဲတဘာဝကြကြပြုနိုင်နေဓမ္မနဲ့အညီပေါ့နော်သီလစောက်တည်တဲ့နေရာနာမှာလည်းပဲတဘာဝကြကြသီလစောက်တည်နိုင်နေဩသမထဝိပဿနာဘာဝနာပွားတဲ့နေရာမှာလည်းပဲ တဘာဝကြကြဟုတ်လားပွားများနိုင်နေအဲ့ဒီလိုမှဘ ഹു တုတ္တကအာနေရင်တော့မပြည့်စုံရင်တော့ဒါနပြုတဲ့နေရာမှာလဲချွင်းချင်မပါနိုင်ဘူးလားသီလဆောက်တည်တဲ့နေရာမှာကောဘာဝနာပွားတဲ့နေရာမှာကောဩပါတာပေါ့ညာဟုတ်လားဒါပြင်ဘုန်းကြီးတို့တွေတရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့တွေကဒါနကိုမမှန်ကန်ကန်ပြုနိုင်အောင် သီလကိုမှန်မှန်ကန်ကန်စောင့်တည်နိုင်အောင်သမထယဒနာဘာဝနာတွေကိုမှန်မှန်ကန်ကန်ပွားများနိုင်အောင်ဆိုရင်တော့ဘာကိုလေ့လာရမှာလဲဓမ္မစာပေတွေလေ့လာရမယ်ဟုတ်လားဓမ္မအတိညာဖွံ့ဖြိုးအောင်လုပ်ရမယ်ဒါ ਉਹ ပဲလောကသဘောနဲ့ပြောရင်ကဲတိုက်တလုံးဆောက်ပါမယ်ဆိုရင်တော့တိုက်ဆောက်တဲ့အတိညာပညာဘယ်နဲ့တော့ရှိဖို့မလိုဘူးလားကိုကဥဆောင်ရတော့မယ်ဆိုရင်တော့ပိုးပြီးတိဖို့မလိုဘူးလား အေးအိမ်ရှင်ဖြစ်ပေမဲ့လို့စောက်မှာက contract ကိုဟဲ့လားပညာရှင် contract နဲ့စောက်မယ်ဆိုရင်တော့အိမ်ရှင်တဲ့ဘယ်သူကပူတည်ရမှာတော့ contract ကပူတည်ရမှာပေါ့ contract ကျွမ်းကျင်ကျွမ်းကျင်တော့အဆောက်အဦရဲ့ခိုင်ခံမှုဟဲ့လားလှပမှုအကုန်လုံးဟုတ်တယ်မလားအတိညာဟာအဲ့လောက်ထီအောင်ရေးကြည့်တယ်သူနေရာနဲ့သူပဲမဟုတ်လားဗျာနေရာတိုင်းမှာစီပွားရေးမှာစီပွားရေးပညာမလိုဘူးလား လိုတာပေါ့။အော်ဓမ္မဘက်ကကြည်ပြန်လို့လေဓမ္မအတိညာငါဘယ်နဲ့တော့လိုတယ်။ဖျားလောင်းတို့ဆိုတာကအဲ့ဒီအတိညာတွေကို ပါရမီမြောက်ဆောင်ရွက်ခဲ့တဲ့အတွေ့ကြောင့်သူမှာဆင်ပြေဆင်ခဲဆင်ခဲအတိညာနေတို့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 ပြီးတော့နောက်ဆုံးသဗ္ဗညုတဉာဏ်ကြီးအထိရတော်မူသွားတာမို့လား။ ။ဟောကြည့်ယူစရာမကောင်းဘူးလား။ဒါကြောင့်ဘုန်းကြီးတို့တို့ဒီတရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့တည်းလည်းပဲကိုဒါနာပြုတဲ့ခါမှာပဲဖြစ်စေ၊သီလဆောက်တည်တဲ့ခါမှာပဲဖြစ်စေ၊တမထောက်ပြဒနာဘောနာတွေပွားများအားထုတ်တဲ့ခါမှာပဲဖြစ်စေ၊နီလန်းမှန်မှန်နဲ့ဟလာတဘာဝကြကြပြုလို့ဆောင်ရွက်နိုင်ဖို့ဆိုရင်တော့ဒီအတိညာဏ်ကြီးစူးစမ်းပွားများအားထုတ်ဖို့လိုတယ်ဟုတ်လားနော်အဲ့ဒါသာဂရဆရာတော်ကြီးက အဲ့ဒီတက္ကိနဝိပင်ကတုတ်တံမှာပြောထားတာလေးဘုန်းကြီးကကြည်ပြီးတော့ဩလို့နော်ဒါတွေကဆက်ဆက်တွေးခေါ်ရမှာတွေလည်းပဲအများကြီးပေးတာပဲနော်ဓမ္မကိုဓမ္မဘက်တက်တက်မကြည့်ဘဲနဲ့လောကဘက်ကနေရှင်းကြည့်တော့လည်းပဲဩအတိညာပိုးတိုးရတာပဲလို့ဟုတ်လားနော်ဖရာရှင်နဲ့အရှင်သာရိပုတ္တရာနော်ညာတော့ညာရှိကြတယ်အဲ့ဒီမှာ ဉာဏ်ကပညာကဥဆောင်သွားတယ်ဆိုတော့တဘာဝလေးမတွေ့ရဘူးလားဘယ်နေရာမှာမဆိုပညာဥဆောင်နေဒါလေးလေးပဲသွားတွေ့ရတယ်เนาะဒါကြောင့်မလို့ဘုန်းကြီးတို့တာမန်တွေးရင်တော့အလှကံဘက်ကိုကြည့်တွေးရင်အလှကံမြတ်ရင်မြတ်တော်ကြိုးကြည့်တယ်ဆိုတော့တရားမရှိဘူးလားရှိတာပေါ့ဒါကြောင့်အလှကံကိုလည်းရွေးချယ်ရမယ်လို့ဘုရားရှင်ကိုတော်တော်ပဲဟောတာမရှိဘူးလားရှိတာပေါ့ဘုရားကရွေးချယ်တဲ့နေရာမှာရွေးချယ်တဲ့ ကိုကကိုအလုအထမြောက်ဖို့ဆိုရင်တနည်းဖြင့်ပြောရင်ဘုရားလောင်းပါရမီမျိုးဆိုရင်တော့အလူခံကိုရွေးချယ်မာလာလှူပြစ်အောင်အဓိကထားမာလာဟုတ်တယ်သူကပါရမီမြောက်ဖို့ကရွေးနေရင်လှူပြစ်ဖို့ကဘယ်နဲ့တော့ခက်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 သွားမှာ ఓ ဗျာဟုတ်လားအေးဒါကြောင့်မလို့ ဖျားရှင်ရဲ့တပည့်ရှင်တဲ့ညံတော်ကြီးကိုတက္ကရာဆရာတော်ကအာယုံယူပြီးတော့ဖွင့်ထားတဲ့အဖွင့်လေးဘုန်းကြီးတို့ကဘုသူတာဖြစ်နေဟောပါတယ်နော်ဒါနဆောက်ဒါနပြုသီလဆောက်တိသမထဝိပါဒနာဘာဝနာပွားများတဲ့အခါမှာမှန်မှန်ကန်ကန်ဖြစ်ဖို့အတွေ့အဲ့ဒီမှန်ကန်ကြောင်းအတိညာဏ်ဤကို လေလာလိုက်စားမှတ်သားရမယ်ဆိုတဲ့ဟုတ်လားအချက်တခုကိုဒီတည်တနာတော်မပြဘူးလားပြသွားတယ်ဒါကြောင့်တို့မျိုးတို့ဒီရနာပရိသတ်များအားလုံးလည်းပဲ အလားတက်ဆိုင်ရာ လုပ်ငန်းလုပ်ငန်းတွေမှာအတိညာအရေးကြီးသလိုเนาะဘုန်းကြီးတို့ရဲ့ဗုဒ္ဓဘာသာရဲ့အဓိကကြားတဲ့ဒါနာပြုဟာမှာပဲဖြစ်စေသီလစောင့်တရားနဲ့ဉာဏ်မှာပဲဖြစ်စေသမထဝိပဿနာဘာဝနာပွားများအထုတ်တင်နေရမှာပဲရှိစီမှန်ကန်တဲ့လမ်းကြောင်းအပေါ်မှာရောက်ဖို့အတွက်ဓမ္မအသိဉာဏ်တွေတို့တွေကြိုးစားပွားများအထုတ်ကြရမယ်လို့ဒီအသီးလေးဥဆောင်ပြီးတော့မှဒီကနေ့လူချင်းမိသားစုပေါင်းတို့ကောင်းတို့က နိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်မှသတင်းသုံးတော်မူကြတဲ့ဘုရားမူတာတန်ခါတော်ရှင်သူမြတ်တို့အားနေစွမ်းဆက်ကလူတိုင်းချင်းကုသိုလ်တော်မင်္ဂလာပြုလို့ကြရအချင်းခါမှာသရဏဂုံသီလကျင့်သုံးဆောင်တည်ရတဲ့သီလကောင်းမှုကုသိုလ်ကံစေရနာ နာယူမသာပွားများကြရတဲ့ဘာဝနာကောင်းမှုကုသိုလ်ကံစေတနာမွန်မြတ်တဲ့ဆွမ်းပေါ်စဉ်ချွေးချင်းရတာဖျားဖျားနဲ့တကွလူတန်းဝေယံမျက်စက်ကလူတန်းကြရတဲ့ဒါနာကောင်းမှုကုသိုလ်ကံစေတနာဖျားဖျားတို့ကြောင့်မိသားစုအပေါင်းတို့ကောင်းတရားနာပရိသတ်အပေါင်းတို့ကောင်းတို့သည်ပေးရန်ကင်းကွာကိုစိတ်နှဖျားချမ်းမှချမ်းသာကြလျက်ခံသိသောလောကီလောကုတ္တရာကောင်းကျွချမ်းသာဖျားဖျားတို့တနေ့တခြားတို့ဘွားဖြစ်ထွန်းကြပြည်လင်ဒုက္ခခတ်သိငြိမ်းရာဖြစ်တဲ့မြန်နေပံကိုလောကုသောအကျင့် လင်မြန်သောအသိဉာဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းတာတုတာတုတာတု